ူတင်ကစိုးရတဲ့ဆုံးဖြတ်ချက်ချလူလူဆန္ဒပြပွဲကြီးတွေပေါ်ပေါက်လာဒီနေ့မော်စကိုမြို့လမ်းမတွေပေါ်မှာလူလူတွေဆန္ဒပြနေပါတယ်အဖမ်းခံရနိုင်တာကိုသိပေမဲ့လည်းသူတို့ဆန္ဒပြနေကြတာပါသူတို့ဟာဗလာဒီမာပူတင်ကိုပုံဝင်လေးလေးစန့်ချပြီးငင်းငယ်ကြီးကိုတောင်းဆိုခဲ့ကြပါသည်။စစ်ပွဲကိုမလိုချင်တော့ဘူးဆိုတဲ့ရိုးရှင်းတဲ့စကားတွေကိုအဟိခဲ့ကြတာပါ။ မော်စကိုကနေအများကြီးဝေးတဲ့စိန့်ပီတာဘတ်မြို့မှာလည်းအလားတူဆန္ဒပြမှုတစ်ခုဖြစ်ခဲ့ပါသည်။အမြဲတမ်းလိုပဲအရင်ကဖြစ်ရတွေလိုပဲတနက်အပြည့်စုံနဲ့ရဲတွေရောက်လာပြီးဆန္ဒပြသူတွေကိုတိုက်ခိုက်ခဲ့ပါသည်။ရဲတွေကလူတွေကိုလက်ထိတ်ခတ်ပြီးဆွဲခေါ်သွားကြပါသည်။ဒီလိုဆန္ဒပြမှုတွေဟာစစ်ပွဲစတုန်းကဖြစ်ခဲ့မှုပါသည်။အခုတော့ရုရှားလူမျိုးတွေဟာအကြောင်းအရာတစ်ခုနဲ့ဆန္ဒပြနေကြပါပြီ။အစစ်မပြေတဲ့အာဏာရှင်တိုင်းသင်ကန်းစာယူရတဲ့အရာကိုပူတင်လည်းတင်ယူနေရပါသည်။ အာနာရှင်တယောက်ဟာမီဒီယာကိုပိတ်ပစ်လို့ရပေမဲ့ဗိုက်စာနေတဲ့လူတွေကိုတော့တိတ်ဆိတ်အောင် လုပ်လို့မရပါဘူး။ရုရှားလူမျိုးတွေဟာအခုစီးပွားရေးကြာဆင်းနေလို့ဆန္ဒပြနေကြတာပါ။သူတို့ရဲ့အခွန်တောင်းခံလှတွေမြင့်တက်လာလို့လည်းဆန္ဒပြနေကြပါတယ်။ပူတင်ကအမတန်ပြင်းထန်တဲ့နီလန်နဲ့တုံ့ပြန်ခဲ့ပါတယ်။မျိုးကြီးတွေအများပြားမှာအင်တာနက်ကိုပိတ်ပစ်ခဲ့ပါတယ်။စီးပွားရေးအခြေအနေနဲ့အမှန်တရားပြန့်နှံ့မှာကိုသူကြောက်လို့တလို့လုပ်တာပါ။ဒါပေမဲ့ဒီအစီအစဉ်ကအလုံးမဖြစ်ခဲ့ပါဘူး။ပူတင်ဒီလိုပိတ်လိုက်တာဟာအမျိုးသားလုံခြုံရေးအတွက်လို့ပြောပေမဲ့ရုရှားလူမျိုးတွေကတော့အမှန်တရားကိုမြင်နေရပါတယ် နိုင်ငံခြား app တွေအတွက်ပဲ internet ပိတ်ထားတာပါ mass လိုမျိုးနိုင်ငံတော်ကခွင့်ပြုတဲ့ application တွေကတော့အဆင်ပြေပြေနဲ့အလုပ်လုပ်နေတော့မှာဒီလိုရှင်းရှင်းလင်းလင်းမမျှတမှုတွေကလူတွေကိုပုံပြီးဒေါသထွက်စေခဲ့ပါတယ်သူတို့ရဲ့ဒေါသတွေကပုံကန့်မှုလို့ဖြစ်လာပါတယ်အခွန်တိုးမြင့်တာကိုစန့်ကျင်မှုအတွက်လမ်းမပေါ်ကိုထွက်ဆန္ဒပြတဲ့ရုရှားလူမျိုးတွေပိုများလာပါတယ်အဲဒီနောက်ပူတင်ရဲ့အဆိုအရကဒီဆန္ဒပြပွဲတွေကိုပိတ်ပင်လိုက်ပါတယ်သူတို့ကနိုင်ငံဟာခရစ်စမတ်ပွဲတော့ကျင်းပနေပါတယ်ဆိုတော့မဖြစ်နိုင်တဲ့အကြောင်းပြချက်ကိုပေးခဲ့ပါတယ်ဒါပေမဲ့လည်းအခုထိနိုဝင်ဘာလပဲရှိပါသေးတယ် စစ်ပွဲရဲ့နိုင်ငံရေးအရာကုန်ကြားဆဲကပူတင်ထိန်းချုပ်ထားနိုင်မှုခက်ခဲလို့နေပါပြီ။အသစ်လုတ်တဲ့အင်တာနက်ပိတ်ပင်မှုတွေဟာတမန်ရုရှားလူမျိုးအများပြတော့လက်ခံနိုင်ခြင်းမရှိတဲ့အတိုင်းအတာတစ်ခုကိုကျော်လွန်သွားပါပြီ။ဒီဒေါသရဲ့ဥပမာကိုမိုဘိုင်းအင်တာနက်ပြဿနာတွေအပေါ်လူတွေဘလို့မကြေမနက်ပြောသလဲဆိုတာမှမြင်နေနိုင်ပါရဲ့။ကစတမာတဦးကအတိကဖုန်းကုမ္ပဏီကြီးတွေဟာသူတို့အင်တာနက်နှိမ့်အောင်မလုပ်ဘူးလို့ပြောနေကြတဲ့အကြောင်းတိုင်ကြခဲ့ပါရဲ့။ အဲ့ဒီ customer က mobile internet ဝန်ဆောင်မှုအတွက်ဆက်လက်ပေးချေနေပြီမြင်သူတို့ပေးချေထားတဲ့ဝန်ဆောင်မှုကိုမရရှိဘူးလို့ရှင်းပြခဲ့ပါတယ်။ဝန်ဆောင်မှုကိုနှစ်ယောက်လုပ်နေတယ်ဆိုရင်ဈေးနှုန်းကို short တင်တယ်လို့လည်းသူကရှုံ့ကြည့်ခဲ့ပါတယ်။ဝန်ဆောင်မှုနှေးတာကိုအပြေးဝဈေးနှုန်းကောက်ခံတာဟာရုရှားဥပဒေအရလိမ့်လည်မှုတစ်မျိုးဖြစ်တယ်လို့လည်းဒီ customer ကပြောပါတယ်။ customer ဟာကုမ္ပဏီတွေနဲ့ဒီအခြေအနေအပေါ်ပြင်းပြင်းထန်ထန်ဒေါသထွက်နေတဲ့အကြောင်းဖော်ပြခဲ့ပါတယ်။ပူတင်ကအင်တာနက်ပိတ်ပစ်တာကိုလုံခြုံရေးတပ်ဖွဲ့တွေအတွက်လိုအပ်ပါတယ်လို့လည်းရှင်းပြဖို့ကြိုးစားပါတယ်။ယူကရိန်း drone တွေကိုတားဆီးဖို့အတွက်လိုအပ်တယ်လို့လည်းသူကပြောခဲ့ပါရီ။ဒါပေမဲ့ရုရှားလူမျိုးအများပြားကဒီရှင်းပြချက်ဟာအတိတ်ပဲမရှိဘူးလို့တတိထားမိခဲ့ကြပါရီ။ UAE ချက်ကတကယ်ပဲ drone တွေကိုတားဆီးဖို့ဆိုရင်အရှိတ်ဒေတာတွေမှာပိတ်ပင်မှုတွေလုပ်နေမှာမဟုတ်ပါဘူး။ယူကရိန်း drone တွေဟာဒီနေရာတွေကိုလုံးဝနှိပါရောက်ခဲ့ပါရီ။ဒါကြောင့်ပူတင်ရဲ့ရှင်းပြချက်ဟာအားနည်းနေခဲ့ပါရီ။ အစိုးရကဘယ် application တွေကိုမပိတ်ဘူးလဲဆိုတာကိုကြည့်လိုက်ရင်အမှန်တရားပိုပြီးရှင်းလင်းပါတယ် Instagram Twitter as platform Facebook လိုမျိုး social နိုင်ငံခြား media application တွေကိုအရင်ကတည်းကပိတ်ထားပြီးပါပြီအခုအစိုးရက WhatsApp နဲ့ Telegram တို့ကိုပြစ်မှတ်ထားနေပါတယ်ဒီ application နှစ်ခုကိုရုရှားလူမျိုးတွေအချင်းချင်းဆက်သွယ်ဖို့အတွက်အကျယ်တဝင်းအသုံးပြုကြတာပါ။သူမထိန်ချုပ်နိုင်တဲ့ဆက်သွယ်မှုကိုပူတင်ကမလိုချင်ပါဘူး။ ဒါကြောင့်ဒီ application တွေကိုပိတ်ထားတဲ့အချိန်မှာအစိုးရကသူတို့ရဲ့ကိုယ်ပိုင် app တွေကိုဖွင့်ထားစေပါ။ Mass လိုမျိုး application တွေဟာပြဿနာမရှိဘဲ internet မှာဆက်ရှိနေစေပါ။အစိုးရသတင်း website တွေနဲ့ပူတင်နှစ်တဲ့သတင်းစာတွေလည်းဆက်လက်ရရှိနိုင်ပါတယ်။ဆိုလိုတာကရုရှားလူမျိုးတွေစကားပြောခြင်းအစိုးရခွင့်ပြုထားတဲ့ platform မှာပဲပြောလို့ရပါပါ။သတင်းဖတ်ခြင်းအစိုးရခွင့်ပြုထားတဲ့သတင်းစာကိုပဲဖတ်ရမှာပါ။ internet သုံးခြင်းအစိုးရထိန်းချုပ်ထားတဲ့စနစ်ကိုပဲသုံးရမှာပါ။ ါဆိုရင်ပူတင်ပါလို့အခုမှဘယ်လိုလုပ်တလဲဆိုတဲ့မေးခွန်းတွေပေါ်လာပါတယ်။အဖြေကတော့ပတ်စံမှာအစိုးရမှရမုံငွေကုန်ခန်းလာနေပါတယ်။ပူတင်မှရုရှားလူမျိုးတွေစီကပတ်စံယူဖို့ကလည်းလို့တခြားဘယ်သူမှမရှိတော့ပါဘူး။ဒါကြောင့်ရုရှားပါလီမန်ကတမိုင်းတခြားအကြီးဆုံးအခွန်တိုးမြင့်မှုတွေကတခုကိုအတည်ပြုလာပါတယ်။တစ်ချိန်တည်းမှာပဲအစိုးရကဆေးရတဲ့မိသားစုတွေကိုကူညီပေးခဲ့တဲ့လူမှုအစီအစဉ်တွေကိုလည်းဖြတ်တောက်နေပါတယ်။ပူတင်ဟာတမိုင်းကိုလေးလာတယ်လို့မကြာခဏပြောလို့ရှိပါတယ်။ဒါပေမဲ့လည်းအခုတိုးမြင့်မှုတွေဟာများသောအားဖြင့် လူလူရဲ့ပြင်းထန်တဲ့ဒေါသကိုဖန်တီးတယ်ဆိုတာကိုသူမေ့နေခဲ့ပါတယ်။ဒါဟာ American Dollar ကာလမှာဖြစ်ပျက်ခဲ့တာပါ။အခုရုရှားနိုင်ငံအတွင်းမှာလည်းဒီလိုမျိုးဒေါသတွေကြီးထွားလာနေပါတယ်။ Novorossiysk မြို့မှာအတိတ်ကယုံနေဖြစ်ပွားနေပါတယ်။အဲဒီကလူတွေဟာအခွန်တိုးမြင့်လာတဲ့အချင်းပြတ်ခြားဆားမှုတွေကိုဆန္ဒပြနေကြတာပါ။ဆန္ဒပြပွဲစီစဉ်သူကိုအခမ်းအနားမတိုင်မီညပါမှာသူ့ရဲ့အိမ်တကားပေါ်မှာဖမ်းဆီးခဲ့ပါတယ်။ Vladivostok မြို့မှာလည်းအလားတူဆန္ဒပြပွဲတစ်ခုစီစဉ်ခဲ့ပြီးမြေအာဏာပိုင်တွေကခွင့်မပြုခဲ့ပါဘူး။ Christmas ပွဲတော့ကျင်းပနေလို့ ဒီအခမ်းအနားကိုမလုံနိုင်ဘူးလို့သူတို့ကပြောခဲ့ပါတယ်။စန္ဒပြသူတို့ကလူတွေဘယ်လိုခံစားရတယ်လဲဆိုတာကိုလည်းပြောပြခဲ့ပါတယ်။အဲဒီစန္ဒပြသူကအစိုးရဟာလူလူစီကပတ်စံတွေကိုတိုက်ရိုက်နဲ့ရှက်စရာကောင်းခိုးယူနေတယ်လို့ရှင်းပြပါတယ်။ဒီလိုရဲ့တွေကြောင်းရဲအရာရှိတွေတောင်ထိခိုက်နေနိုင်ရတယ်လို့သူကရှင်းပြခဲ့ပါတယ်။အစ်စ်ဖြစ်တဲ့တံမိုးမြင့်အခွန်ကိုခိုးယူမှုပုံစံတစ်မျိုးဖြစ်သူဖော်ပြခဲ့ပါတယ်။တံမိုးမြင့်နဲ့ဆိုတာကတခြားအခွန်တစ်ခုအပေါ်ထပ်ပြီးအခွန်ပေးဆောင်ရတာကိုဆိုလိုတယ်လို့သူကရှင်းပြပါတယ်။ ဒီအခွန်ဟာနိုင်ငံအတွင်းကကုန်ပစ္စည်းတိုင်းလိုလိုမှာထပ်ပေါင်းထည့်ထားတယ်လို့သူကရှင်းပြပါတယ်။လူတိုင်းကအရာတိုင်းနှီးပါအတွက်20%ကျန်းလုံးပေးဆောင်ရတယ်လို့သူကပြောပါတယ်။ဒီပတ်စံကိုအာဏာရှိသူတွေကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့ယူထားတယ်လို့လည်းသူကရှင်းကြည့်ပါတယ်။လုံသားတွေဟာသူတို့ရဲ့ဝင်ငွေရဲ့80%ကျန်းလုံးနှီးပါကိုအခွန်အမျိုးမျိုးပေးဆောင်ရပြီသားပါလို့သူကရှင်းပြပါတယ်။သူက73%ကျန်းလုံးဝင်ငွေကိုနဲ့20%ကျန်းလုံး VAT ကိုစရင်ပြုစုခဲ့ပါတယ်။တခြားခွန်တွေအများကြီးလည်းရှိသေးတယ်လို့သူကပြောပါတယ်။အိမ်ချမ်းကြီးညေအခွန်နဲ့ကားအခွန်တွေကို သူကစာရင်ပြုစုခဲ့ပါတယ်။ဒီခုနှစ်အားလုံးပေါင်းလိုက်တဲ့အခါလူတွေဟာအခွန်ပေးဖို့အတွက်ပဲအလုံနေရတယ်လို့သူကရှင်းပြခဲ့ပါတယ်။ဒါပုံမှန်မဟုတ်ဘူးလို့လည်းသူကပြောပါတယ်။ဒီအခြေအနေကိုဆိုဖီယာယူနီယံနဲ့သူနှိုင်းယှဉ်ခဲ့ပါတယ်။ဆိုဖီယာခေတုံးကလူတွေဟာဒီလိုမျိုးလေးလံတဲ့အခွန်တွေမပေးရဘူးလို့သူကပြောပါတယ်။ဆိုဖီယာယူနီယံမှာအရန်ကိုကောင်းမွန်တဲ့ပညာရေးအခမဲ့အိမ်ယာအခမဲ့နဲ့ကောင်းမွန်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုနဲ့ခိုင်မာတဲ့သိပ္ပံပညာတွေရှိခဲ့တယ်လို့သူကပြောပါတယ်။ဒီနိုင်ငံဟာကမ္ဘာနေရအများပြတ်မှာဥဆောင်သူဖြစ်ခဲ့ပြီး ဒီလိုအစွန်းရောက်တဲ့အခုံတွေမရှိပဲလုတ်ခဲ့တာလို့သူကပြောပါရယ်။ဒါပေမဲ့လက်ရှိစနစ်ကတော့တများတိုက်တာ သက်သက်ပဲလို့သူကပြောပါရယ်။လူတွေကဒါကိုလက်မခံနိုင်ဘူးလို့လည်းဆိုပါရယ်။ရုရှားဟာလူတွေမကြင်မနဲ့ပြောဆိုနိုင်ပေမဲ့ပူတင်ကတော့မကြင်မနဲ့ပြောလို့ရတဲ့နိုင်ငံမဟုတ်ပါဘူး။ဆန္ဒပြခြင်းခွင့်ပြုချက်နဲ့သာလုပ်ကြတာပါ။ဆန္ဒပြလို့ရပေမဲ့အစိုးရကိုစန့်ကျင်ပြီးဆန္ဒပြလို့မရပါဘူး။ဒါကပူတင်ရင်ဆိုင်နေရတဲ့ပြဿနာပါ။နိုဝင်ဘာလ6ရက်နေ့မှာ Vladivostok မြို့ကဆန္ဒပြသူတွေဟာအခွန်တိုးမြင့်တာကိုစန့်ကျင်တဲ့စုယုံပွဲတစ်ခုကိုလုပ်ခဲ့ပါရယ်။ ူတို့ဟာဒေတာဆိုင်ရာအစိုးရစီကပုံမှန်ခွင့်ပြုမိန့်ကိုရခဲ့တာပါစူယုံဘွဲအတွင်မှာတချို့လူတွေကပူတင်ကိုစန့်ကျင်တဲ့ခရမလင်ရဲ့မူဝါဒတွေကိုစန့်ကျင်တဲ့ဇာတ်တွေအဟိခဲ့ကြပါတယ်ဒီလိုဇာတ်တွေကိုပူတင်ကခွင့်မပြုနိုင်ပါဘူးနောက်တစ်ကြိမ်ခွင့်ပြုမိန့်ထပ်တောင်းတဲ့အခါမှာအာနာဘန်တွေကညှင်းပယ်ခဲ့ပါတယ်ခရစ်မတ်ပွဲတော်လုပ်ငန်းအတွက်ဆန္ဒပြတဲ့နေရာလိုအပ်တယ်လို့သူကပြောခဲ့ပါတယ်ဒါပေမဲ့ရုရှားရဲ့ခရစ်မတ်ဟာဇန်နဝါရီလ9ရက်နေ့မှာဖြစ်ပြီးနိုဝင်ဘာလမှာမဟုတ်ပါဘူးခရစ်မတ်ပွဲတော်အတွက်ဆန္ဒပြတဲ့နေရာကိုနှစ်လကျော်ချိုးတင်ပြင်ဆင်ဖို့လိုအပ်တယ်လို့အာရာဘာတွေကအခိုင်အမာပြောဆိုခဲ့တာပါ ဒီလောက်ကြအောင်ကြိုတင်ပြင်ဆင်ဖို့ဆိုတာအတိတ်ပဲမရှိတဲ့အတွက်ဒါဟာလိန်နေတဲ့အကြောင်းပြချက်ပေးနေတယ်ဆိုတာရှင်းနေပါပြီ။ဒီပြဿနာဟာ Vladivostok မှာနေမှာဟုတ်ပဲဖြစ်နေတာပါ။ရုရှားမျိုးတစ်မျိုးမှာလည်းအရင်ကဆန္ဒပြပွဲပိတ်ပင်တာကိုမချင်မနှက်ပြောဆိုဖို့ရည်ရွယ်တဲ့ဆန္ဒပြပွဲတစ်ခုကိုပိတ်ပင်ခဲ့ပါပြီ။ဒါဟာရုရှားလူမျိုးတွေရင်ဆိုင်နေရတဲ့လက်တွေပါ။သူတို့ရဲ့ဘဝတွေဟာနေတိုင်းပို့ပြီးဆိုးရွားလာပါပြီ။တချို့ဒေသတွေမှာအလုံနေရတွေဟာအခုစစ်တပ်နဲ့ပူးပေါင်းလှုပ်ကိုင်နေပါပြီ။သူတို့ဟာလူတွေကိုအခမဲ့လှုပ်အားပေးဖို့ဖိအားပေးနေပါပြီ။ဒါကအခြေခံအဖြစ်အခုံရဲ့နောက်ထပ်ပုံစံတစ်ခုပါ။ ဒါပေမဲ့ပူတင်ကတော့အခွန်လို့မခေါ်ခဲ့ပါဘူး။ကာကွယ်ရေးကုမ္ပဏီတွေကဝန်ထမ်းတွေဟာသူတို့ရဲ့လာစာဒဇယ်တစ်ပိုင်းကိုရုရှားစစ်တပ်ကိုထောက်ပံ့ဖို့ပေးရတော့မယ်လို့ရုရှားမီဒီယာတွေကသတင်းပို့ခဲ့ပါတယ်။ပြည်သူစစ်ဆေးမျက်နှာအဖွဲ့ပေါင်းစုံလို့ခေါ်တဲ့ဒေတာဆိုင်ရာအဖွဲ့တစ်ခုကအောက်မွဲခန့်ချင်းဆိုတဲ့စီမံကိန်းကိုစတင်ခဲ့ပါတယ်။ဒီစီမံကိန်းမှာအလုသမားတွေဟာစစ်သားတွေအတွက်ပစ္စည်းတွေကိုဝယ်ယူဖို့အသုံးပြုပဲငွေတွေရအောင်သူတို့ရဲ့အလုချိန်တွေကတနင်္ဂနွေကိုသုံးဆွဲရပါမယ်။ပေးရမယ့်ပမာဏကတစ်လကိုရူဘယ်900လောက်ဖြစ်ပြီးအမေရိကန်ဒေါ်လာ6ဒေါ်လာဝန်းကျင်ရှိပါတယ်။ ဒီအဖွဲ့အစည်းတွေကဒီစိတ်ကူးကိုကုမ္ပဏီအများပြားမှာစမ်းတက်နေပြီလို့လည်းပြောခဲ့ပါတယ်2026ခုနှစ်မှာဒီဒေတာရဲ့ကာကွယ်ကုမ္ပဏီအများစုကိုထည့်သွင်းဖို့သူတို့စီစဉ်ထားပါတယ်ဆိုလိုတာကရုရှားလူမျိုးတွေဟာစစ်ပွဲအတွက်ပတ်စံပို့ပြီးပေးရတော့မှာပါပူတင်ကဒီပတ်စံတွေဟာစစ်သားတွေကိုကူညီတယ်လို့ပြောပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့ဒီပစ္စံတွေအများအပြားဟာစစ်သားတွေနဲ့သူတို့ရဲ့မိသားစုတွေကိုအခွင့်အကောင်းယူတဲ့လူတွေစီကိုရောက်သွားကြပါတယ်။ဥပမာတစ်ခုကတော့ TikTok ကရုရှားအမျိုးသမီးတအူရဲ့ဗီဒီယိုတစ်ခုပါ။ သူမကသူမရဲ့အိတ်ခတ်အစ်စ်ကိုပြသခဲ့ပြီးသူမရဲ့မောင်လေးဟာအထူးစစ်ဆေးရင်မှာတေဆုံးသွားလို့ဒီအိမ်ခန်းကိုရရှိတာပါလို့ရှင်းပြခဲ့ပါတယ်။သူမကဒီတိုက်ခန်းအတွက်ကျေးဇူးတင်တဲ့အကြောင်းလေးဖော်ပြခဲ့ပါတယ်။ဒီဥပမာကတချို့မိသားစုတွေဟာအကျိုးခံစား권ရပါပေမဲ့တချို့လူအများပြားကတော့ဘာမှမရဘူးဆိုတာကိုပြသခဲ့တာပါ။ရုရှားမီဒီယာအတွင်းကနောက်ထပ်သတင်းတစ်ပုဒ်ကတိုးမြလာနေတဲ့ဖြစ်ရပ်တစ်ခုကိုလည်းဖော်ပြနေပါတယ်။ online ပေါ်ကလွှမ်းမိုးသူတွေဟာတအူးရဲ့ကိုပို့ဖို့စစ်သားတအူးကိုဘယ်လိုရှာမလဲဆိုတာကိုမိန်းကလေးငယ်တွေကိုတင် जा ပေးနေတာပါ စစ်သားမထွက်ခွာခင်ချက်ချင်းလက်ထပ်ဖို့သူတို့ကမိန်ကလေးတွေကိုပြောပါရယ်တကယ်လို့စစ်သားကတအုံးမှတည်ဆုံသွားရင်ဇတိအစ်တဟာမဟုတ်ဆိုးမှဖြစ်သွားပြီအစိုးရစီကငွေအမြောင်များကိုရရှိမှာပါတချို့ဒေတာတွေမှာအသေးခံကြီးကတအုံးတည်ဆုံရင်ဒေါ်လာ2သိန်းလောက်အထိရရှိနိုင်ပါရယ်ဒီဥပမာဟာရုရှားမှာအရန်ကိုများပြပါရယ်ပြန်များတစ်နှစ်လားစားရင်အစား20လောက်ရှိပါရယ်ဒီလိုကြောင့်တချို့လူတွေကလက်ထက်တာနဲ့တည်ဆုံကြီးကိုငွေရှားတဲ့နည်းလမ်းတစ်ခုအဖြစ်မြင်နေကြပါပြီအဲ့ဒီအခါမှာပြဿနာကြီးတစ်ခုပေါ်လာခဲ့ပါရယ် စစ်သားရဲ့တကယ်မိသားစုတွေကလည်းဒီပစံလိုချင်ကြပါတယ်ဇနီးအစ်တစ်ကလည်းအတူတူပဲတောင်းဆိုပါတယ်ဒါကပြိပခအများပြောင်ဖန်နည်းစေခဲ့တာပါဖြစ်ရတစ်ခုကနိုင်ငံတော်အဆင့်သတင်းတော်ဖြစ်သွားခဲ့ပါတယ်အသက်40ဝန်းကျင်စစ်သားတို့ဟာစစ်တပ်ထဲဝင်ပြီးနောက်တနေ့မှပဲလက်ထပ်ခဲ့ပါတယ်သူ့မှာဇနီးအစ်တစ်ရှိကြအောင်သူ့မိသားစုလုံးဝမပြောခဲ့ပါဘူးဇနီးအစ်တစ်ကစစ်သားရဲ့အိမ်ကိုတခါမှမလာခဲ့ပါဘူးသူမကသူ့ရဲ့ခင်မောင်နဲ့ကလေးတွေနဲ့တူတူဘာမှမပြောင်းလဲတဲ့လိုမျိုးဆက်ပြီးနေထိုင်ခဲ့ပါတယ် နောက်ပိုင်းမှာစစ်သားကစစ်ပွဲမှာတိုက်ဆုံသွားခဲ့ပါတယ်။အစိုးရကရောဂျီဒေါ်လာ38000လောက်ရရှိခဲ့ပါတယ်။စစ်သားရဲတကယ်မိသားစုဝင်ဖြစ်တဲ့ညီမဖြစ်သူကပတ်စံအောင်တောင်းဆိုခဲ့ပါတယ်။ဇနီးအစ်စ်ကလည်းအလားတူတောင်းဆိုခဲ့ပါတယ်။ဒါကပြင်းထန်တဲ့အငင်းပွားမှုကိုလည်းဖြစ်စေခဲ့ပါတယ်။ရုရှားမီဒီယာတွေကဒီလိုဖြစ်ရတွေဘယ်လောက်ထိအများဆက်ဖြစ်နေမလဲလို့စုံစမ်းခဲ့ကြပါတယ်။ဒီပြဿနာဟာတနိုင်ငံလုံးမှာပြန့်နှံ့နေတဲ့အကြောင်းလည်းသူတို့တွေ့ရှိခဲ့ပါတယ်။သူတို့ဟာပကုံးမော့ကအမှတ်သားပါတဲ့ရချင်းများလိုမျိုးနာမည်တွေနဲ့ဆိုရှယ်မီဒီယာအဖွဲ့တွေကိုတောင်မှတွေ့ခဲ့တာပါ။ ဒါကစစ်ယူနီဖောင်းဝတ်ထားတဲ့သူတွေကိုရည်ညွှန်းတဲ့စကားစုတွေပါဒီအဖွဲ့တွေဟာအမျိုးသမီးငယ်တွေကိုစစ်သားတွေနဲ့အမြန်လက်ထပ်ဖို့ကူညီပေးပါတယ်ရာဇဝတ်ခိုင်းတွေလည်းပါဝင်ပါတယ်ဝေးလန်းတဲ့ဒေသတစ်ခုကရာဇဝတ်ခိုင်းတစ်ခုဟာလူမျိုးတွေကိုလိုက်ရှာပါတယ်ဒီလူတွေကိုစစ်မှုထမ်းဖို့စည်ရင်သွင်းဖို့သူတို့ဆွဲဆောင်ပါတယ်အဲဒီနောက်ခိုင်းကအချင်းချင်းအတူရောက်လက်ထပ်ပွဲတွေကိုစီစဉ်ပေးခဲ့ပါတယ်ခိုင်းကစစ်သားရဲ့ငွေကြေးကိုလည်းထိန်းချုပ်ခဲ့ပါတယ် သူတို့ဟာစစ်သားရဲ့လာစာစီရင်သွင်းခြင်းအပေါ်စုနဲ့သူရရှိတဲ့တခြားငွေချေးတွေကိုသိမ်းယူခဲ့ပါတယ်။ဒီတော့စစ်သားတည်ဆုံသွားတဲ့ဓာတ်မှုတရားရရဲ့အစိုးရရဲ့ရော်ကြီးကိုလည်းဂိုင်းကယူခဲ့ပါတယ်။ဒါကရုရှားဟာကိုဂျင်နီယာကောင်းမောင်မှုကိုကာကွယ်နေတယ်လို့ပူတင်ကပြောနေပေမဲ့လူအများပြားဟာစစ်ပွဲကနေအကျိုးများရဖို့နီးလန့်နေရှာဖွေနေတယ်ဆိုတာကိုပြသနေပါတယ်။တကယ်တမ်းမှာတော့ဒီဖြစ်ရတွေဟာနိုင်ငံအတွင်းမှာကိုကျင်တရားအချင်းပြတ်မှုနှဆိုင်နေတယ်ဆိုတာကိုလည်းပြသနေရပါအစိုးဆုံးအပိုင်းကတော့တည်ဆုံသွားတဲ့စစ်သားတွေကိုဂယုစိုက်တဲ့လူအရန်နေတာပါစစ်သားတွေရဲ့မိခင်တွေတာတကယ်စိတ်ပူကြတာပါ ဘီဂင်တူကသူမရဲ့ตาဘာတွေဖြစ်ပျက်ခဲ့တယ်လဲဆိုတာကိုရှင်းပြပါတယ်။သူမရဲ့ตาကိုနှိပ်စက်ခဲ့တယ်လို့သူမကရှင်းပါတယ်။သူကိုရိုက်နှက်တာဓာတ်နဲ့ခုတ်တာရွှေနှွေးပူနာပတ်တာ ကျိုးနဲ့လဲပြီးညှစ်တာတွေလုပ်ခဲ့တယ်လို့သူမကပြောပါတယ်။သူတေဆုံးပြီးတဲ့နောက်တိုက်ခိုက်သူတွေကအဲ့ဒီကျိုးနယ်ပဲသူ့အလောင်းကိုအမိုက်ပုံနေစီကိုဆွဲခေါ်သွားတာပါ။အထူးစစ်စင်မှာပါဝင်ခဲ့တဲ့အမျိုးသားနှစ်ဦးကသူမရဲ့အသက်22နှစ်အရွယ်သားဖြစ်သူ Faring Fashkango ကို2025ခုနှစ်ဖေဖော်ဝါရီလမှာတတ်ခဲ့တယ်လို့သူမကရှင်းပြပါတယ်။အစပိုင်းမှာအာဏာပိုင်တွေကလူသက်သမားတွေကိုမတော်တဆတေဆုံးစေတဲ့ပြင်းထန်တဲ့ဒဏ်ရာရစေမှုနဲ့ပဲဆွဲချက်တင်ဖို့စီစဉ်ခဲ့တာပါ။နတာလီယာလို့ခေါ်တဲ့မိခင်ကလည်းအစင်းမြင့်အရာရှိဖြစ်သူဘတ်စထရီကင်ကိုအတနာခံခဲ့ပါပြီ သူမရဲ့အတနာခံပြီးနောက်အဒီအမျိုးသားနှစ်ဦးကိုနောက်ဆုံးမှာတော့လူသတ်မှုနဲ့ဆွဲချက်တင်ခဲ့ပါတယ်။၆လကြာသွားပြီမဲ့လူသတ်သမားတွေကိုအခုထိအပြစ်မပေးရသေးပါဘူး။နတာလီယာကစုံစမ်းရေးကော်မတီရဲ့အကြီးအကဲကိုထပ်မံအတနာခံခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုနောက်နေနေတယ်လို့လည်းသူမကပြောခဲ့ပါတယ်။သူမကအလက်ဇန်နာအီဗန်နိုဗစ်ကိုဒီအမှုအပေါ်အထူးဂရုပြုဖို့အတွက်တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီနောက်တိုက်ခိုက်သူနှစ်ဦးဟာအရင်ကရာဇဝတ်မှတ်တမ်းတွေရှိပြီးအရင်ကလူသတ်မှုစီးရင်ချက်တွေလည်းပါဝင်ခဲ့တဲ့အကြောင်းသတင်းပေးပို့ခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာအထူးစစ်ဆေးမှပါဝင်မှုစာချုပ်လက်မှတ်ထိုးပြီးတဲ့နောက်သူရဲကောင်းတွေအဖြစ်ဆက်ခံခဲ့ရပါတယ်။သူတို့ပြန်လာတဲ့အခါလူတွေကိုဆက်လက်တပ်ဖြတ်ခဲ့ကြပါတယ်။အမှုကတရားရုံးရောက်သွားရင်တော့တိုက်ခိုက်သူတွေဟာတကယ်အပြစ်ဒဏ်အစားတအုပ်ကိုပြန်ဖို့ခံရနိုင်ပါတယ်အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။